ဂန်နာပြည်မှတ်ကိုနောက်ရသည့်အပြောင်းရွှေ့စင်းနဲ့ထဲလိုက်တဲ့ Robin Amorin ။ပရိသတ်များလုံးမဲ့မိလာများဒေးလိုက်ဖော်ဝါရှိုးစင်းကနေပြန်လဲကြိုးလိုက်ပါရင် Manchester United အသင်းဟာလာမယ့်နေရာဒီမှာ Tyson Mou 2ကိုဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီးခေါ်ယူသွားမဲ့ Tyson Mou စင်းနဲ့မှာ Arsenal အသင်းရဲ့ပြည်မှတ်ကစားသမားကိုလည်းထည့်သွင်းထားတာကိုတွေ့ရပါရင်ဒီရသည်မှာ United တို့ရလက်ဆွဲကနေချင်းအကြောင်းအရင်းမှာ Tyson ကအဆုံးသတ်ညံပြင်းမှုတွေကလည်းအဓိကနေရာကနေပါဝင်လို့နေခဲ့တာဖြစ်ပါရင် လက်ရှိမှာ United တိုက်စစ်ကိုဦးဆောင်နေတဲ့ Robert Phylan နဲ့ Joshua Zerzi တို့ဟာဒုတိယဒန်ဆာတိုက်စစ်ပေါ်အဆင့်တာတာရှိပြီးဒီအားဒီမှာသူတို့နှစ်ဦးပေါင်းရင်ပြိုင်ပွဲစုံအတွင်းကရှစ်ကိုဝင်းကျင်တာရှိထားတာဖြစ်ပါရင် United အနေနဲ့ဒီကစားသမားနှုတ်အတွက်ပေါင်တန်း100ဝင်းကျင်အသုံးပြုခဲ့ပေမယ့်ဒီနေ့အချိန်အထိပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့ Titan နဲ့စွမ်းဆောင်ရည်မျိုးကိုပြန်မရသေးဘူးလို့ဆိုရမှာဖြစ်ပါရင်ဒါကြောင့်လဲလာမယ့်နေရာဒီမှာ United အသင်းဟာထောင်တိုက်စစ်မှုတရားကိုကျင်းဒီပါခေါ်ယူသွားမှာဖြစ်ပါရင် ယူနိုက်တက်ဟာပြီးခဲ့တဲ့အဆောင်အသည့်ဈေးကွက်အတုံးကနောက်ခံလိုပက်တွေ့ဒေါ်ကိုနဲ့အန်နီဟေဗန်တို့ကခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမားနှစ်ယောက်စလုံးဟာအသင်းနဲ့ချက်ချင်းအဝင်ခွင့်ကြဖြစ်ခဲ့ပြီးအမော်ရင်စိတ်ကြက်ကစားသမားတွေဖြစ်ခဲ့တယ်လို့ပရိသတ်တွေကလည်းသူတို့ရဲ့ခြေစွမ်းကိုတော်တော်လေးသဘောကျခဲ့တာဖြစ်ပါတယ်။ Sky Sport သတင်းဌာနရဲ့ဖော်ပြချက်အရ United အသင်းဟာလာမယ့်နွေရာသီဈေးကွက်မှာ MRI ရဲ့ကစားကွက်နဲ့အံဝင်မှုရှိမယ်တိုက်စင်မှုတရားကိုမဖြစ်မနေခေါ်ယူသွားမှာဖြစ်ပါတယ်။အဲဒီတိုက်စင်မှုတွေမှာ United အသင်းနဲ့နာမည်အများဆုံးထွက်နေတဲ့တိုက်စင်မှုတွေကတော့ Vida Osimhen နဲ့ Vida Jokiratos ပဲဖြစ်ပါတယ်။ဒီကနေ့ရာသီတုန်းကနာပိုလီကနေပြီးတော့ကာရာဆေးကိုအငားထွက်ကစားခဲ့တဲ့ Osimhen ဟာ Chelsea အသင်းကိုပြောင်းရွှေ့ဖို့အထင်နီးဆက်ခဲ့မှုပဲမယ့်ကစားသမားရဲ့ပြောင်းရွှေ့ခြင်းမြမမှုကြောင့်အဆုံးသတ်မှာဒီအပြောင်းရွှေ့ကပြည့်ပြည့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင် MRI ရဲ့တပည့်ဟောင်းဖြစ်တဲ့ Veda Jokara ဟာလည်းဒီဟာသည်ဥရောပထိပ်တန်းလေး၅ခုမှာအထူးခြေစွမ်းပြနေပြီးပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင်းကိုပေါင်း83ခုအထိတွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုတဲ့အနေနဲ့ Sporting Tyson မှုကိုဦးစားပေးခေါ်ယူပေးမယ်လဲ။ဆွေရင်သားရဲ့ပြောင်းရွှေ့ခြင်းဟာပေါင်တန်း60ဝန်းကျင်ရှိတဲ့အပြင်ကစားသမားကိုယ်တိုင်ကလည်း Champion League ဝင်ခွင့်ရရှိမဲ့အသင်းတွေကိုသာပြောင်းရွှေ့ချင်တာကြောင့် United အနေနဲ့လာမယ့်ရာသီမှာ Champion League ဝင်ခွင့်နဲ့လွဲချော်ခဲ့မယ်ဆိုရင် Veda Jokara ကိုခေါ်ယူဖို့အတွက်အဟံတားတွေဖြစ်လာနိုင်ပါတယ်။ Veda Osimhen ကတော့လာမယ့်ရာသီမှာ ာဂျိန်းနေပေါ့နာပိုလီအသင်းကနေထွက်ခွာမှာဖြစ်ပြီး United အသင်းကိုပြောင်းရွှေ့ဖို့လည်းစိတ်ဝင်စားနေတာဖြစ်ပါရင်ဒါပေမဲ့ Ocean ရဲ့ပြောင်းရွှေ့ခြင်းပမာဏဟာပေါင်တန်း60ဝန်းကျင်ရှိလာကြောင်း United အနေနဲ့ Ocean ကိုခေါ်ယူခြင်းနဲ့ဆိုရင်အသင်းမှာရှိတဲ့ကစားသမားတချို့ကိုအရင်ဆုံးရှင်းထုတ်သွားဖို့လိုအပ်နေကြတာဖြစ်ပါရင်နိုင်တဲ့ဟာဒီကစားမနိုးအပြင် Frankfurt အသင်းရဲ့လူငယ်တိုင်းစင်မှု Hugo NKTK နဲ့ Leipzig အသင်းရဲ့တိုင်းစင်မှု Benjamin Sakho တို့ကိုလည်း ပြောင်းရွှေ့ဆင်းထဲမှာထည့်သွင်းထားတယ်လို့သိရပါတယ်။ဟိုဂို NKTK ဟာဒီရာဒီဖော်နယ်လီကာရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှုတွေကတိုးပြင်းတက်မှတ်ခြင်းခံထားရသူဖြစ်ပြီးဗက်ဂျမင်ဆက်ခိုကိုခေါ်ယူမယ်ဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်ပြန်မယ်အာဆင်နယ်အသင်းနဲ့အပြိုင်ကျိုးပန်းသွားရပွဲရှိနေပါတယ်။ဒီရာဒီမှာ United အသင်းရဲ့တိုက်စစ်ကိုအဓိကတာဝန်ယူပေးနေသူကတော့ Bruno Fernandes ဖြစ်ပြီးပိုတဂီသားဟာပြီးခဲ့တဲ့တွင်ဝင်နေ့ကကစားခဲ့တဲ့ Leicester အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလင်းကိုရိုင်းတွင်ကိုတကိုးတွင်ယူပြီးတွင်ကိုနှစ်ဂိုးဖန်ပြီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဘရူနိုဖာနန်ဒက်ဟာဒီအာဒီမှာ United အသင်းအတွက်ပြိုင်ပွဲဆုံဂိုးပါဝင်ပတ်သက်မှု32ချိန်အထိရှိလာခဲ့ပြီလေဖြစ်ပါရင် United တို့ပြင်ပထားတဲ့တိုက်စင်မှုတွေကိုခေါ်ယူသွားနိုင်မလားပရိသတ်ကြီးကဘယ်လိုများထင်မြင်မိပါလဲ comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်